ရွှေညိုအိဆာတရမိဒီစီဂိုင်းတော်ဂိုင်းမြတ်ကြီးပညာအား ခံယူထားကြသောညီကိုမောင်နှမများနေတကွမိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့ဝေမျှပေးသွားမယ့်အကြောင်းအရာလေးကတော့ဆရာနတ်စီရေးသားပြုစုထားသောရွှေညိုအိဆာတရမိဒီစီဂိုင်းတော်ဂိုင်းမြတ်ကြီးနဲ့သက်ဆိုင်သည့်ဘဟုတုတ္တစာစုများမှနံပါတ်33နာယကဆရာကြီးဦးစံသိန်းဤအပေးအယူတစ်ချက်ပညာသေးစကုတုံးဆိုတဲ့အကြောင်းအရာလေးကို ဝေမျှပေးသွားမှာပဲဖြစ်ပါ रे ခမညာအဘေးအယူတစ်ချက်ပညာသေးစက်ကုတုံမြမပြည်နောက်ပိုင်းရှိထင်ရှားသောမြို့ကလေးတစ်ခုရွှေညောဆရာကြီးတူရှိခဲ့ဘူး၏ထိုဆရာကြီးသည်စေတော်လဲမှန်၏လက်ခံကျင့်သုံးသောမူဝါဒလဲမှန်သည်ဖြစ်ရာတပိတပံရာပေါင်းများစွာဖြင့်ထင်ရှားလေ၏ဘယောဂကုတရား၌လဲအတွေ့အကြုံရင့်ကျက်လှသည်ဖြစ်ရာကုသမြဘယောဂအပေါင်းသည်ကြောက်ကင်းရသည်သာ ဖြစ်တပိတပံပေါ်များသည့်ဖြစ်သည့်အလျောက်နေစဉ်ဆိုးသလိုပင် စေးထိုးစေးပေါက်ပြုလို့ရင်းဖြင့်အချိန်ကုန်လေ၏ဤဆရာမြို့ရွာများကို မကြာခဏသွားရောက်၍ဗယောကကုသခြင်းပြင်းများဖြန့်ဝေခြင်းများပြုရလေရှိ၏မိတို့ပင်အချိန်ကုန်သည်ဖြစ်စေမိတို့ပင် သွားလာကုသရသည်ဖြစ်စေထိုးဆရာကြီးသည်ကြည်နှံ့နေတတ်၏ဝါဒနာပါသောအလုတ်အားလုတ်ကိုင်းနေရခြင်းဖြစ်သဖြင့်ခမင်းမေဟင်းမေဖြစ်လျက်ဂိုင်းတော်အလုတ်၌ ကြည်နှက်လျက်ရှိတတ်၏တို့ရတွင်ဆရာကြီးကတော်သည်လင်းအောင်ကြားဖြစ်သူ၏အောင်မြင်မှုအပေါ်ကြည်နှက်ဂုံယူနေသည့်တိုင်အထီးကျန်သောဝေဒနာဖြစ်လာလေ၏ရှင်မွန်းဖြစ်သူ၏ဘေးဥဆိုင်မှုယွံနေခြင်းအလေးပေးမှုနေပါခြင်းကျေနာယူရမှုယော့ချခြင်းဖေးမအားပေးမှုယော့ပါလာခြင်းစသည်တို့ပေါ်၌အလိုမကျလျက်စိတ်မကြည်နှက်သူ စိတ်တိုင်းမကျသူဖြစ်လာလေ၏ ိမ်မှုကိစ္စများဖြင့်သာချိန်ကုန်ရခြင်းအထီးကျန်းခြင်းစိတ်အလိုမကျခြင်းများ စုပေါင်းလျက်စိတ်ဓာတ်ကြာခြင်းဝေဒနာ ဝင်လာလေ၏စိတ်ဓာတ်ကြာဆင်းလျက်ဖျားမိတရားမိဖြစ်လာ၏ဘဝသည် အတိတ်ပင်မဲ့တကယ်သို့ချိန်မှန့်ယူလာတော်၏ဤသူနှင့်မျှစကားမပြောခြင်းလောက်အောင်ဖြစ်လာ၏အခြားသူတို့မှအဘယ်သို့သောအကြောင်းအရာကိုပြောလာသည်ဖြစ်စေအကောင်းမမြင်ဖြစ်လာတတ်၏စိတ်တို့ကဒေါသကြီးခြင်းဘာမဟုတ်သည့် အသေးအဖွဲကိစ္စများပေါ်၌ပင်တီးခံစိတ်နေပါခြင်းတို့ဖြစ်လာ၏လင်မယံအခက်မသင့်ဖြစ်လာ၏စိတ်မရှင်မလန်းသဖြင့်လှုပ်ရှားသွားလာမှုနေပါကအကြောတခြင်းစကြောထိုးခြင်းကိုယ်လက်မအိမ်မသာဖြစ်ခြင်းစသည်တို့ခံစားလာရ၏ဆရာကြီးကတော်သည် စိတ်ပြေလက်ပြောက်သောအဖြစ်ဘေးရင်နတ်ကတော်အကြာအမြင်များထံသွားရောက်မေးမြန်းတော်၏ပညာရှင်အစ်စ်မမဟုတ်သူအချို့ကထိုးဆရာကြီးကတော်သည်တိုက်မှလာသူဟုလည်း ဆိုကြ၏ဆရာကြီးကတော်သည်ကြည်နှက်၏စိတ်ကြီးဝင်၏ဘဝဟောင်းမှဆွေတော်မျိုးတော်များမှချမ်းသာကြွယ်ဝအောင်မဆတော့မည်ဟုလည်းဆိုကြ၏ဆရာကြီးကတော်သည်ဝမ်းသာ၏လောဘတက်၏တိုက်ဆက်ပဋ္ဌာန်းဆံများမှမဆခြင်းတော်လေ၎င်းတို့အားမိလျော်ထားခြင်းအတွက်မကြည်မနှက်ဖြစ်နေကြောင်းထို့အတွက်ပွဲထိုး၍တောင်းမှန်ခြင်းဒါနပြုပေးခြင်းများပြုလုပ်ပေးရမည်ဟု ဆိုကြ၏ ဆရာကြီးကတော်သည်ဘဝဟောင်းမှဆွေတော်မျိုးတော်ဆိုသူများအားလွန်စွာအားနာလျက်စိတ်မကောင်းဖြစ်မိ။ဘောပြောသူကို အကူအညီတောင်းကာတိုက်ပွဲများလူတန်းဤရှင်းခိုးဤပူဇော်ဤတဖန်ထိုသူများကပင်ဆရာကြီးကတော်၌ပယောကအတိုက်များရှိနေကြောင်းစီးပွားရေးအဆင်မပြေမှုအိမ်တော်ရေးအဆင်မပြေမှုကိုယ်စိတ်နှလုံးမအီမသာဖြစ်ခြင်းများသည်ပယောကအတိုက်ကြောင့်ဖြစ်ကြောင်းအမိတက်ကြလေ၏။ဝါရမိုင်းတိုက်ခြင်း ်လောက်ကြလေ၏အထီးကျန်ခြင်းစိတ်အလုံးမကျဖြစ်ခြင်းစိတ်ကြခြင်းဘယုဆိုင်အလေးပေးမှုကို ခံယူလိုခြင်းအလိုလောဘကြီးခြင်းအလွဲတကူကြောက်ရွံ့တတ်ခြင်းအယုံအကြည်လွယ်ခြင်းအဆရှိသည့်ပုံမှန်မဟုတ်သောစိတ်အခြေအနေဖြစ်နေသူဆရာကြီးကတော်သည်သူမကိုသူမပယောဂါရှိသည်ဟု ခံယူလိုက်တော်သည် စိတ်ကြယောဂါရှင်ဟု ဆိုလိုက ဆိုနိုင်၏အကြောက်လွန်ကဲမှုလေပါ၏အလွန်အကျွံ စိတ်ကြီးဝิญဉ်ယောဂါမျိုးလည်းဖြစ်နိုင်၏ထိုစိတ်ခံစားချက်များမှတစ်ဆင့်ငိုခြင်းသည့်အခါငို၍ရေခြင်းသည့်အခါရေတတ်သော high studies စိတ်ကြောင်၆ချာ high strike ချီနေသို့စင်ကဲဖြစ်ပွားကမရှိသည်ကိုအရှိထင်တတ်သော မဟုတ်သည်ကိုအဟုတ်ထင်တတ်သော illusion စိတ်ဝေဒနာမျိုးဖြစ်ပွားလာရလေ၏အထက်ပါယူဆချက်သည်စနုပ်နတ်စီ၏ရွေးချင်ယူဆချက်သာဖြစ်ပါ၏တနုပ်သည်စေယောဂဗေဒပညာရ၌ ကျွမ်းကျင်သူမဟုတ်ကြောင်းဝန်ခံပါသည်ဆရာကြီးကတော့ဒီအမြင်မှအထင်မှများထင်မြင်လာ၏သူမှအတွင်းစိတ်၌လှုံ့ဆော်မှုအတိုင်းမြင်ကျင်စိတ်ရှိသည့်အရာများဥပမာဘိုးတော်မေတော်မွေနဂါစသည်ဖြင့်မြင်လာ၏ဘိုးတော်များမေတော်များမြင်ရသည်ဟုထင်လာ၏ဤကဲ့သို့ထင်အောင်ထင်မှဖြစ်ခြင်းအားဒီလရှင်အသိစိတ်လှည့်စားခံရခြင်းယုံမှန်မှခြင်းဟုစိတ်ပညာရှင်များမှ ဆိုကြ၏ဆရာကြီးကတော်သည်ပယောဂဆန်းဆန်းဥကက်လာတတ်၏ခင်မွန်းဖြစ်သူဆရာကြီးမှခြေဆင်း၍ဆန်းသက်သောအခါသူမှစိတ်တွင်၌ထင်မြင်မှတ်မှားနေသည့်အတိုင်းကပ်ပြသည့်အခါ ကပ်ပြ၏မကက်ခြင်းသည့်အခါမကက်ဖဲနေတတ်၏တခါတရံခြေဆင်းဆန်းသည့်အခါလုံးဝကပ်မပြဘဲဆန္ဒရှိသည့်ပုံသဏ္ဍာန်ဖြင့်ဆန်းသက်သည့်အခါမှသာပယောဂဖြစ်နေကြောင်းပြသလေ၏ဈေးပိုင်အာနာပိုင်ဖြစ်ပါလျက် ပယောဂမှန်လျင်စေတိုင်းခိုင်းတိုင်းအာနာတီသောပညာဖြစ်ပါလေပယောဂဆက်နှင့်စัจဇဝလာပြန့်နေသည့်တိုင်လက်ဖြင့်ဆွဲယူကာချုပ်ထားနိုင်စွမ်းရှိသည်ဟုဆိုပါလေဆရာဖြစ်သူမှခြေ၌ကတ်ခိုင်းသည့်အခါမကတ်ဖဲသူကတ်ချင်သည့်နေရာ၌ကတ်နေခြင်းသည် အမှောင်ပယောဂစစ်စစ်လေးလောတို့ဒီမဟုတ်လှဲစားတတ်သည့်ပညာတည်းဆက်အမျိုးအစားတမျိုးမျိုးပင်ဖြစ်နေမည်လောဟု သုံးသပ်ရမည်ဖြစ်လေ၏ ်ကျွန်ုပ်တို့တည်းဤချိန်မြင်တွေးဆမှုသာဖြစ်ပါသဖြင့်မိသည့်ဆရာကြီးဆရာငယ်များနှင့်များအငင်းပွားမည်မဟုတ်ပါကြောင်း လေးစားစွာအတိပေးအပ်ပါ၏ဆရာကြီးကတော်သည်ပညာ၅စဉ်ဖြစ်၏ဈေးတော်လဲမှန်း၏ပညာယူစဉ်စမ်းသပ်စစ်ဆေးပြီးမှသာပညာပေးခံခဲ့ရသူဖြစ်၏စမ်းသပ်စစ်ဆေးပညာပေးခဲ့သည့်ဆရာဖြစ်သူသည်အတွေ့အကြုံရင့်ကျက်ကစေ့ဆက်သေးကြသောဆရာကြီးတစ်ပါးဖြစ်၏အချို့ကပညာပေးစဉ်က ပယောကဆက်မစင်း၍အုတ်မိချုပ်မိဟုပြောကြလေ၏အချို့ကမူပညာပေးစေတော်မှမှန်ကန်၍ပယောကအတိုက်ဝင်းခြင်းဟုယူဆကြလေ၏အချို့ကမူတစ္ဆာသုံးချက်မပြတ်တော့ညာဂိုင်းတော်အပေါ်ပညာအပေါ်ဆရာအပေါ်စော်ကားမိ၍အဆောင်ခွာကာအတိုက်မိခြင်းဟု ခံယူကြလေ၏ဆရာကြီးကတော်သည်အထက်ပါအချက်များနှင့်မသက်ဆိုင်မှာပူခြင်းကတ်ခြင်းများဖြစ်နေခြင်းဖြစ်၏မိသည့်အတွက်ကြောင့်ပင်ဖြစ်စေကောင်းမူ စံတတ်သည့်အခါခြေ၌ကပ်ပြခြင်းသို့မဟုတ်ကပ်ပြခြင်းသည့်နေရာ၌ကပ်ပြခြင်းဥကပ်ပြခြင်းများကြောင့်ကုသပေးရတော်၏စံတတ်စစ်စစ်စဉ်က ကပ်ပြခဲ့သောအတိုက်များအောင်ဂုံစင်အောင်ကုသပေးစနစ်တကျနိမန်လမ်းမှန်ကုသပေးခြင်းဖြစ်၏ကုသပေးပြီးနောက်ဆက်ကျွန်းဆက်ကျန်ဂုံစင်ချင်းရှိမရှိစစ်စစ်ရာတဖန်ပြန်လေ၍ကပ်ပြနေပြန်၏